ီကောဆောင်ဆောင်းတော့တွားနယ်တုံဖုံးကျမ်းမာရေးအတွက်အထောက်ကူပြုတဲ့အစားအစာတွေကိုဖော်ပြပေးသွားပါမယ်။တတိနဲ့ဟင်းဒီဟင်းရွက်များတန်းဒီမုံလာဦးနီတရုတ်နဲ့နဲ့ပါဇက်ထဲမှာဒရွေးထွက်စီပြီးတဘာဝအတိုင်းတွားတွေကိုတန့်စင်ပေးပါတယ်။အစိမ်းရောင်ဟင်းဒီဟင်းရွက်များဟင်းနုနယ်ကြိုက်လန်ကယ်စီယမ်နဲ့ဖိုလီအက်ဆစ်ကျွေးဝါရာကြောင့်တွားကျွေလွာကိုတမားစီပြီးတုံဖုံးကျမ်းမာရေးကိုထောက်ပံ့ပေးပါတယ်။ဗီတာမင်စီကျွေးဝါတဲ့တတိများ strawberry, kiwi, လိမ္မော်သီးသောဖုံးကျန်းမာရေးကိုမြှင့်တင်ပေးပြီးဘက်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးပါတယ်။နှုတ်ထွက်ပစ္စည်းများဒိန်ခဲနှုတ်ဒိန်ချင်းကယ်စီယမ်နဲ့ပရိုတင်းဓာတ်တွေကျွေးဝတာကြောင့်သွားကြွေလွာကိုတတ်မှာစေပါတယ်။ဒိန်ချင်မှာပရိုဘိုင်အိုတတွေပါဝင်လာကြောင်းသဖုံးကျန်းမာရေးကိုထောက်ပံ့ပေးပါတယ်။အခုံမာသီးများဗာဒန်ဆေးတီဟိုဆေးတစ်ကြားသီးကယ်စီယမ်နဲ့ဖော့စဖရက်ဓာတ်တွေပါဝင်ပြီးဒရွေးထွက်စေကာဘက်တီးရီးယားတွေကိုစေချောပေးပါတယ်။ ပရိုတင်းဓာတ်ဆယ်မုန်ငါချက်ဥချက်တာဖော့စဖရက်ဓာတ်ကျွေးဝါတာကြောင့်သွားကြွေလွာကိုကာကွယ်ပေးပါတယ်အခြားအကြံပြုချက်များဘက်တီးရီးယားနဲ့အစားအစာအကျဉ်းကျန်တွေကိုစေကျော်မှုရေမြများတောက်ပါတကြားပါတဲ့မုန်တွေနဲ့အချိုးရည်တွေကိုရှောင်ပါ